စပေးတို့ကတော့ဒါမန္တလေးမှာပေါ့နော်မန္တလေး MCC ဒါ MCC Convention Center ကကြော်ညာလေးပေါ့နော်အဲ့ဒါလေးကိုသူပြည့်ရဲ့ပြီးတော့ကိုစားရဲ့အာပြီးတော့အာမနှင်းရဲ့စိတ်ရဲ့မောရဲ့ပြီးတော့ဦးကျော်သူရဲ့ပေါ့နော်သူပြည့်တို့အားလုံးပေါင်း6ယောက်ဥပညာရှင်6ဦးဒါမန္တလေး MCC မှာပဲအပေါင်းဝင်ပြီးတော့ရိုက်ကူးပေးတာဖြစ်ပါရှင့် လူရေထောင်ကျော်ဆန့်နေခမ်းမာတယ်လို့အများကြီးရှိတယ်။မင်္ဂလာခန်းနာပဲဖြစ်ဖြစ်၊ဘွယ်နင်းသဘင်အခန်းနာပဲဖြစ်ဖြစ်၊ရတုဘွယ်အခန်းနာရေပဲဖြစ်ဖြစ်ကားစီရာကျော်ဆန့်နေ၊ကျယ်ဝင်းနဲ့ကားပါကင်တွေလည်းရှိတယ်။ညီပိအခန်းနာမဆို MCC မန္တလေးကိုတတိယလိုက်ပါ။အဲ့တော့ဘာဘွယ်ပဲလို့လို့မန္တလေး MCC ကိုတတိယလိုက်ပါ။ 也没啥。 အခုစပေးတို့ကတော့ဒါမန္တလေးမှာပေါ့နော်မန္တလေး MCC ဒါ MCC Convention Center ကြော်ညာလေးပေါ့နော်အဲ့ဒါလေးကိုဆိုပြရဲ့ပြီးတော့ကိုစားရဲ့အဲပြီးတော့အဲမနှင်းရဲ့စိတ်ရဲ့မောင်းရဲ့ပြီးတော့ဥကြထူရဲ့ပေါ့နော်စပေးတို့အားလုံးပေါင်း6ယောက်ဥပညာရှင်6ဦးဒါမန္တလေး MCC မှာပဲအပောင်ဝင်ပြီးရရှိခူးခဲ့တာဖြစ်ပါရှင်ဒါကတော့ကျွန်တော်တို့အဲစင်ပွဲတုန်းကနော်ဒါကြီးပီပီအန်ပေါ့နော်ကိုကိုပြဖြိုးနိုင်နမကြီးဟုတ် ဒါကြိုက်ကိုပြပြန်ပြရှုနိုင်သူဖွဲ့ရိုက်ပါတယ်မန်လေး MC ခမ်းပါဗောနော်အဲ့ဒီရိုက်တာအဲဆိုပြီးတော့ကလေဒီပွဲတွေဆိုလို့ရှိရင်ဟိုတချို့အဲ့လို ကစမဲဖောက်တဲ့ပွဲတွေတကယ်ပွဲအကြီးကြီးတွေဆိုလို့ရှိရင်မန္တလေးမှာလုပ်တဲ့ပွဲတွေဆိုလို့ရှိရင်ဆိုပြီး AMCC ကိုခဏတိုင်းရောက်ဖူးတယ်ပေါ့နော်။ဘာလို့ဆိုဆိုပြီးတော့ပွဲတက်ရတဲ့အခါမျိုးဆိုလို့ရှိရင်အဲ့ပွဲတွေကိုတက်ရတဲ့အခါမှာ MCC ကိုရောက်ဖူးတယ်။ဒါပေမဲ့လည်းဟိုဒီ MCC မှာဟို ဘလိုမျိုးတွေပါဝင်နေဘလိုချားအိရာတွေဘယ်အခန်းတွေရှိသေးလဲဆိုတာသူတို့ကအကုန်လုံးတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီကြော်ညာရိုက်တဲ့အခါကျတော့မှအော်ဒီလောက်တောင်ကျယ်ပွန်းနေတော့လူအများကြီးလူ၄00လောက်ဆန်တဲ့ခန်းမတွေလည်းရှိရဲအပြင်လူ၈00လောက်ဆန်တဲ့ခန်းမတွေလည်းရှိရဲလူ၂00လောက်ဆန်တဲ့ခန်းမရှိရဲ600ဆန်တဲ့ခန်းမလည်းရှိရဲသူကအများကြီးပဲအများကြီးတော့မှသူ့ရဲ့ဟိုပေါ့ကိုကကိုပွဲရှင်ရပေါ့နော်ကိုကအာဘာပွဲလုံးမှလဲဗာအာဥမာကန်ဆယ်မဲ့ဖောက်တဲ့ပွဲလုံးမှလားဒါမှမဟုတ်ဘွယ်နင်းသမင်းလုံးမှလားရတုပွဲလုံးမှလားအဲ့ဒီပုံမှာ တီးပြီးတော့ဒါငှားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ကြတော့မှပဲအော်ဒီလောက်တောင်အကျယ်ကြီးအများကြီးလှုပ်ထားတယ်ဆိုတာလေးကိုတော့ဒါဆိုပြီးတော့မျက်မြင်တွေ့ရတာပေါ့နော်ဟုတ်ဟုတ်တယ်အဲ့ဒီဟိုတညာလေးကအဓိကမန်လေးက MCC ခန်းမအတွက်ဆိုတော့မန်လေးကအမှုညာရှင်တော်များတုံးတာပေါ့နော်မန်လေးမန်လေးသူမန်လေးသားနော်အဲ့ကျွန်တော်မန်လေးသားဒပိုင်း ခဏဆွီမဆွီနဲ့အဆီနဲ့ဟွာမွန်မွန်အဲသူကလည်းမန္တလေးရဟုတ်သူကလည်းဆိုပြရလည်းမကြိုက်မှာမန္တလေးသူဖြစ်တော့မှာမန္တလေးမှာပဲနေတာမန္တလေးမှာတခြားမန္တလေးသူတွေ့စမန္တလေးမှာအလုတ်များလို့ဆိုပြရဆိုပြီးတော်တော်များများအလုတ်ကမန္တလေးမှာလုတ်ဖြစ်တာဟုတ်ဒီကမှာတော့မင်္ဂလာဆောင်ကလွဲပြီးတော့ဗောနော်မင်္ဂလာဆောင်တော့မရှိဘူးလောစဲ ဘောလုံးကွင်းလောက်ရှိတယ်သူတို့ကရတယ်ခန်းရအခြေဘောလုံးကွင်းလောက်ရှိတဲ့အခန်းတစ်ခန်းလည်းတွေ့ရနော်ဟုတ်တယ်ဟုတ်တယ်လူလူ၄000လောက်ဆန်းတယ်၄000လောက်ဆန်းတယ်စတိတ်ရှိုးကြီးလုပ်ချင်တာပေါ့ကျွန်တော်တို့ family game တို့ stage show တို့လေကိုအဲ့လိုပွဲလေးလုပ်အလူတန်းတို့ပေါ့လုပ်အဲ့မှာလုပ်ချင်တာပေါ့နော်ဒီ company ပွဲလေးကိုကိုအဲကို product mix set တို့ပေါ့ဆိုလည်းကောင်းတယ်ကိုရုပ်ရှင်လို့အခန်းကြီးလည်းပါတယ်ဟုတ်တယ်ပါတယ်အဲ့ဒါလည်းပါတယ်เนี่ยจอลောက်สั่นเลย200จอลောက်สั่นสั่นเลยยกရှင်เอาเลยแกหัวเลยโหสัมมินาเลยลุกเลยอ่ะ LED เนี่ยยกရှင်แล้วปะเลยอ่ะ ်ခန်းမိုက်တော်တော်ကောင်းလာအဲ့လည်းပါအဲ့တော့ရုပ်ရှင်ရုပ်ရှင်လည်းဖြစ်စေခြင်းနဲ့ရုပ်ရှင်တော့ကြည့်အောင်လည်းလည်းပြရပြီးတော့တချို့ဟာလေးဆိုလို့ရှိရင် meeting meeting room meeting room နဲ့ဆိုလို့ရှိရင်အများကြီးရှိတယ်ဆိုအမအရောအများကြီးကိုရှိရဲနောက်တစ်ခါကျတော့လေဒီ MCC မှာပွဲကျင်းပဖို့အတွက်လည်းမခက်ခဲဘူးအတချို့ကကျတော့လေဟိုဓာကြီးတော့တွေ့တယ်အော်ပွဲလုံးရတာခက်ခဲမလားဆိုတော့ဟာမျိုးလေးရှိရပေါ့ဒါပေမဲ့အာလုံးဝအဲ့လိုခက်ခဲမျိုးမဟုတ်ဘူးရှင့် ဟုတ်တယ်ကားပါကင်ဆိုလည်းအကျယ်ကြီးပဲเนาะဟုတ်တယ်ဟုတ်တယ်အစီး900ကျော်လောက်စမ်းတယ်ပြီးတော့ aircon တွေဆိုလည်းအများကြီးကလားအေးစိမ်းအောင်တက်ထားတယ်ကောင်းတယ်အေးကောင်းလည်းနိုင်တယ်နိုင်တယ်နိုင်ငံခြားဝါတယ်လို့ပဲကျွန်တော်ရန်ကုန်မှာရှိရင်တော့အားနေအဲ့မှာတွားပြီးတော့လေပွဲပွဲတင်မလားဟွာပွဲခန့်ကရှာကြံပြီးတော့ fan meeting တွေပါလေနော်လုံး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 ချင်တယ်အဲ့လိုမျိုးပေါ့အဲ့မှာအရန်ကောင်းပြီးတော့24နိုင်လည်းမီးရတယ်เนาะမနော်ဟုတ်တယ်ဟုတ်တယ်အဲ့တော့အရန်ကောင်းအဆင်ပြေရဟုတ်ပြီပန်ရှာလည်းသဘောကောင်းတယ်เนาะဟုတ်တယ်မုန့်နေအများကြီးကြီးလား အအဓိကလေဝန်ထမ်းတွေကလည်းအရန်ဖော်ဖော်ယူနေနဲ့ဟိုကိုဟိုဘယ်လိုပြောမလဲဘယ်လိုအခန်းမမျိုးငှားချင်လဲဆိုတဲ့ပုံစံမှာသူတို့တေချာလေးဟိုဒီ customer တွေကိုခန်းလုပ်ပေးနိုင်မယ်လို့ဆိုပြီးမြင်နေပေါ့เนาะအာပြီးတော့ဝန်ထမ်းလည်းများတယ်ဆိုတဲ့ခါကျတော့ဟိုဘာပွဲမဆိုပေါ့เนาะဥမာဘွယ်နင်းတပင်အခန်းမလည်းလုပ်လို့ရတယ်ပြီးရတူပွဲလည်းလုပ်လို့ရတယ်အာဒီစောင့်ပုတ်လေးတောင်ရှိပါတယ်ဘယ်လိုမျိုးပွဲအခမ်းအနားမဆိုဒါ MCC ကိုတတိယလိုက်ပါဆိုတဲ့စောင့်ပုတ်လေးလည်းရှိပါတယ်ဟုတ် အတိအကျတော့လေဒီ MCC ခန်းမကိုဆက်သွယ်ဖို့လဲတော့မခင်ရင်ဟို the page လဲရှိရယ်ပေါ့နော်ဆိုပြီးတော့ဒီကြော်ညာလေးမှာဆိုလို့ရှိရင်လဲဟို plot လေးနဲ့အဲ့ဒါလေးကိုလဲထည့်ပြီးတော့ပြောထားရယ်ပေါ့နော် plot လေးနဲ့ဒီဖုန်းနံပါတ်လေးကအစ အာနောက်ဒီသေချာလေးပေါ့နော်ဖုန်းနံပါတ်ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်လေးကအစားပြောထားတယ်ပေါ့နော်ဒါတော့ကြောင်ညာလေးထွက်လို့ရှိရင်ကြောင်ညာလေးထဲမှာ plot လေးပါမယ်ပေါ့နော်ဆိုတော့အဲဒီမှာလည်းဆိုပြီးထပ်ပြီးပြောချင်တာ MCC camera ကဟိုဖုန်းနဲ့လည်းဆက်သွယ်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့တို့ရဲ့ page ရှိတယ်အဲ့ page ရဲ့ messenger မှာလည်းဆက်သွယ်လို့ရပါတယ်တို့အကုန်လုံးပြန်ဖြည့်ပေးတယ်ပေါ့နော်ဒီ customer စိတ်တိုင်းကျလိုအပ်တာအကုန်လုံးလုပ်ပေးပါရှင့်ဟုတ်ကဲ့ look around သွားပြီးတော့စုံစမ်းစင်တယ်ဆိုရင်အဲ တရတလမ်းပေါ့နော်ခွန်1 A 87 B ပေါ့နော်အဲ့မှာရှိပါတယ်သိပ္ပံလမ်းမကြီးပုံမှာပါကြီးပဲပြူးနေတယ်ဘာခဏပဲလလုံး MCC မန္တလေးကိုတတိယလိုက်ပါ